ကျွန်တော်ဒီအခြေအနေကိုကြည့်မယ်ဆိုရင်လည်းဒီမာဇာရိုဝီအနေနဲ့ဗျာ Sesco C ကိုပေးမလားဒါမှမဟုတ် Sesco ရဲ့ပြည်လန်းတဲ့ကိုထည့်မလားသူကြိုက်တာလုပ်လို့ရတယ်ဒါပေမဲ့မလို့အဖက်နဲ့သူထိချက်တွေထက်ယူတယ်ဒါပေမဲ့အဲ့ဒီအချိန်ထိလည်း Sesco ရဲ့ speed တွေကိုပေးလို့ရနေတော့မယ်ဒါပေမဲ့သူကတော့ side bet ပဲပေးပြီးတော့နှစ်ချိန်စလုံးကို ignore လုပ်ပစ်ခဲ့ဗျာတကယ်လည်းမယုံနိုင်စရာကောင်းတယ်လို့ကျွန်တော်ကမြင်တယ်ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube channel နဲ့ Facebook ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော် Manchester United တင်ရဗျာဒါပြီးခဲ့တဲ့ transfer မှာဆိုရင်ကျွန်တော်ရှေ့တန်းကို ဒါတော်တော်လေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ရှေ့တန်းတစ်ခုလုံးကို overhaul လုပ်ခဲ့တယ်လို့ပြောလို့ရတယ်။သူတို့အဓိကအဲ့လိုလုပ်ရတဲ့အကြောင်းအရာကျတော့ဗျာကျွန်တော် Manchester United အသင်းမနစ်ကယာစီမှာဆိုရင်အစိုးရသုံးယာစီတစ်ခုဂျုံတွေ့ရတာတွေဒီအသင်းအခြေအနေတွေရန်ဆိုးခဲ့ရတာတွေကဒါရှေ့တန်းကြောင့်လို့သူတို့ယူဆခဲ့တဲ့အတွက်ဒီနှစ်မှာရှေ့တန်းကို overhaul လုပ်ခဲ့တယ်။ဒါပေမဲ့လက်ရှိချိန်မှာဆိုရင်လည်းကျွန်တော် Manchester United အသင်းကဗျာဒီပွဲစဉ်တိုင်းမှာဆိုရင်လည်းကိုရဖို့ရုန်းကန်ရတဲ့အနေအထားတွေရရှိနေတော့မယ်။ဆိုတော့အဲ့လိုရုန်းကန်ရတဲ့အနေအထားကိုကြည့်မယ်ဆိုရင်ကျွန်တော်ကျွန်တော်တချို့ကကျတော့ဒီ Amorin ရဲ့ system ကြောင့်လို့ထင်ကောင်းထင်ရပေမဲ့အဲ့ထက်ပိုဆိုး တဲ့အရာတွေကျွန်တော်မြင်ရတာဆိုရင်အဲ့ထက်ပိုဆိုးတဲ့အရာတွေကျွန်တော်အသင်းမှာရှိနေရယ်ဆိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ဗျာကျွန်တော်အသင်းကိုရဖို့ရုန်းကန်နေရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုကျွန်တော်ညီကိုရေနဲ့တူတူတာအဆွေးနှီးသုံးသပ်သွားခြင်းတယ် ဆလော့ဗျာဒီပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော်တို့အတင်းကဒီယာစီမှာဆိုရင်တိုက်စစ်အတွက်အန်မွန်းမွန်းရဲ့ကွန်ညာရဲ့ဒီဆက်ကိုရဲ့ကိုခေါ်ခဲ့တယ်ဆိုတော့ပရီးမီးယားလိဘရူဘန်ကစားသမား၂ယောက်ရဲ့ဒီပိုတန်ရှယ်ရှိတဲ့ကစားသမား၁ယောက်ရဲ့ဆိုတော့အွန်ပေဗာအရာတော့တော်တော်ကြီးကိုစတောင်းတယ်ပြီးတော့ဒီကစားသမားတွေအကုန်လုံးကလည်းပြီးခဲ့တဲ့နှစ်တွေမှာဆိုရင်သူတို့ရဲ့တက်ဆိုင်ရာကလပ်တွေမှာတော်တော်လေးကျန်းခဲ့တဲ့ကစားသမားတွေလည်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်နားလဲဗျာဒီကစားသမားတွေကအတင်းကိုဒီယာစီမှာမှအကုန်စုပြုံရောက်လာတဲ့အတွက်သူတို့ကိုယ်တိုင်ကအတင်းနဲ့ဒါအခြေချဖို့ကြိုးစားတာရောတအုပ်နဲ့တအုပ်နားလဲမှုရှိဖို့ကြိုးစားတာရော ကြောင်းဒါအဆင်မပြေတာလေးတွေတော့ရှိတယ်ဟိုအချိန်ပေးရတဲ့မြတ်ပို့ပြီးတော့တိုးတက်လာနေတဲ့အပိုင်းတွေရှိရဲဆိုဒီလိုတိုက်စစ်ရုံးကန်နေရတဲ့အပိုင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်ကဒီ row and position အရာဆိုရင်ဗျာအန်ဘုံဘုံနဲ့ကိုညာအတွက်ကအရန်ကြီးမစိုးရိမ်ဘူးဒါပေမဲ့ကျွန်တော်ဒီမှာ warning ဖြစ်တာကကျတော့ sesco နဲ့ပတ်သက်ပြီးတော့တော်တော်လေး warning ဖြစ်မိရဲဘာဖြစ်လို့ဆိုရင်ကျွန်တော် game ပွဲတွေကြည့်သလောက်ဆိုရင် sesco ကအသင်းရဲ့ team play ထဲမှာပါဝင်မကစားနိုင်တာကိုလည်းတွေ့ရတယ်ဆိုတော့အဲ့လိုပါဝင်မကစားနိုင်တဲ့အကြောင်းရင်းကလည်းကျွန်တော် United အသင်းမှာရှိနေတဲ့တခြားကစားသမားတွေနဲ့အများကြီးလည်းသက်ဆိုင်နေတာကိုတွေ့ရတယ် ကျွန်တော်ဒီအခြေအနေကိုကြည့်မယ်ဆိုရင်များဒိုကူအနေနဲ့ဘောလုံးကိုတန်းပြီးတော့ cross တင်ပြီးရုံပဲဒါပေမဲ့ तू ကမလို့ FN နဲ့ဘောလုံးကိုထပ်ပြီးတော့ tap လုပ်တယ်ဆိုတော့တစ်ဖက်က position ပြန်ယူချင်းရသွားတယ်ပြီးတော့ तू cross လိုက်တာလည်းတော်တော်လေးပူပါဖြစ်တာကိုတွေ့ရတယ်ကျွန်တော်ဒီအခြေအနေကိုကြည့်မယ်ဆိုရင်လည်းဒီ Mazarovi အနေနဲ့ဗျာ Sescosi ကိုပေးမလား ဒါမှမဟုတ် SS ကိုရဲ့ပြေးလန်းတဲ့ကိုထည့်မလား။ तू ကြိုက်တာလုပ်လို့ရတယ်။ဒါပေမဲ့မလို့ FM နဲ့ तू ထိချက်တွေထက်ယူတယ်။ဒါပေမဲ့အဲ့ဒီချိန်ထိလဲ SS ကိုရဲ့ speed တွေကိုပေးလို့ရနေတော့မယ်။ဒါပေမဲ့ तू ကတော့ side back ပဲပေးပြီးတော့နှစ်ချိန်စလုံးကို ignore လုပ်ပစ်ခဲ့ဗျာ။တကယ်လဲမယုံနိုင်တာကောင်းတယ်လို့ကျွန်တော်ကမြင်တယ်။ဆိုဒီမှာလူရှော့ဘောလုံးရတဲ့အခါမှာဆိုရင်လဲ SS ကဒါသူ့ရှိရ pocket ကို draw လုပ်ပြီးတော့ဘောလုံးလက်ခံဖို့ချိုးစားတယ်။ဒါပေမဲ့ဒီလူရှော့က delay ဖြစ်နေပြီးတော့ဗျာ။အာမတ်ကလည်းဒီ SS ကရဲ့ passing lane ကို तू က cross ပြေးလိုက်တယ်။ဆိုတော့ကျွန်တော်တို့ကဒီမှာလဲ SS ကအသင်းရဲ့ team play တွေကိုဆွဲမခွန်နိုင်ခဲ့ဘူးလို့ကျွန်တော်ပြောလို့ရ ြတယ်။နောက်တစ်ခုဒီမှာဆိုရင်လေလူရှောကနေပြီးတော့ဒိုဂူစီကိုပေးတယ်။ဆိုတော့ဒီမှာဒိုဂူကသူ့လောက်ဆရာပါဗျာဒီဘောက်သဲကို crossing ball ပေးုံတစ်ခုပဲရှိတော့တယ်။ဆိုတော့ဘောက်သဲမှာလည်းကျွန်တော်တို့ဒီ delete maguire sesco ကအကုန် ready အနေထားရှိနေရယ်။ဒါပေမဲ့သူကတော့နောက်ကိုပဲပြန်ပေးသွားတယ်။ဆိုတော့ဒီမှာဆိုရင်လေ sesco ကလက်ပြပြီးတော့သူ channel run လုပ်သွားတယ်။ဆိုတော့ဗျာဒီ masarovi အနေနဲ့ဒီ kuku yela ရဲ့ဘေးကနေပြီးတော့ sesco ရဲ့ပြေးလမ်းတွေကိုတကယ်တမ်းထည့်ယုံမယ်။ဒါပေမဲ့သူက armesi ကိုပဲမလိုအပ်တဲ့ပူဝါခရောနောက်ထပ်တစ်ခုထပ်ပြီးတော့လုပ်သွားပြန်တယ်။ဒါပေမဲ့ဒီမှာခုနကဟာနဲ့ဒီ similar ားဆက်ဂျူရေးရှင်းအနေထားမှာကျတော့သူကအမ်မွန်မွန်စီကိုကျတော့ပေးတယ်ဗျာဒီမှာဆိုရင်လည်းဒီလက်ကဒါမေဂီရန်လုတ်သွားတဲ့ဘရူနိုစီကိုကျတော့လည်းပေးတယ်ဒါပေမဲ့ဒီမှာကြည့်မယ်ဆိုရင်ကျတော့ကက်စီအနေနဲ့ဗျာဆက်စကိုစီကိုပေးလို့ရပါပဲနောက်ထပ်မလို့အပ်တဲ့ဒါလောင်းဘောတစ်ခုထပ်ပြီးတော့လုပ်ပြီးတော့ကျွန်တော်ဘောလုံးဆွရှုံတော့ရယ်နောက်တစ်ခုကျွန်တော်ဒီအခြေအနေကိုကြည့်မယ်ဆိုရင်လည်းဆက်စကိုကဘောလုံးလက်ခံဖို့ရော run လုပ်ဖို့ရောသူ speed တွေအကျယ်ကြီးရနေတယ်ဗျာဒါပေမဲ့ဒီမာဇာရိုဝီကတော့အန်အောစရာကောင်းလောက်အောင်ပဲဒီဘောလုံးကိုနောက်ပြန်လှည့်ထုတ်သွားလိုက်တယ် ဒီမှာအန်ဖိုးမိုးကတော့ဆက်ကိုစီကိုပေးပို့သူကြိုးတော့ကြိုးစားရပြဒါပေမဲ့သူခရော့ကလည်းမတိကျခဲ့ပြန်ဘူးဆိုတော့ကျွန်တော်တို့နောက်ဆုံးဒီအချိန်တွေကိုကြည့်မယ်ဆိုရင်အာမတ်အနေနဲ့ဆက်ကိုစီကိုတန်းပြီးတော့ခရော့ဘောပေးလို့ရရပြဒါပေမဲ့သူကမပေးဘဲနဲ့ဘောလုံးကိုထက်ပြီးတော့ထိန်းလိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီအန်ကေကနေပြီးတော့ထက်ပြီးကြည့်မယ်ဆိုရင်အာမတ်အနေနဲ့ဘောလုံးကိုဆက်ကိုစီကိုဒါထိုးပေးလိုက်ရုံပဲဗျာဆိုတော့လွတ်တာမလွတ်တာအတပိုင်းပဲဒါပေမဲ့မပေးဘဲသူလိန်ကိုကြိုးစားပြီးတော့ဘောလုံးကဆုံးရှုံးသွားတယ် ဆိုတော့ကျွန်တော်တို့ဒီချင်းတွေအားလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော် Sesco အတွက်ဘာလို့ Warring ဖြစ်တယ်ဆိုတာညီကိုကြီးလည်းမြင်ပါပါဆိုတော့ကျွန်တော်တို့ကဒီ ဖွန်တိုင်းမဟုတ်တဲ့ traditional နိုင်ကစားသမားတွေကိုခေါ်ပြီးတော့ကစားတဲ့အခါကျရင်ကျွန်တော်ဒီကစားသမားတွေက team play ထဲမှာအများကြီးသူတို့ကိုသူတို့သူတို့လှုပ်ချင်တိုင်းလှုပ်လို့မရအောင်ဗျာဆိုတော့ဒီ number 9ရောကစားသမားတွေ team play ထဲမှာပါလာအောင်ကျွန်တော်အသင်းရဲ့ channel ကစားသမားတွေကသူ့စီကိုဘောလုံးပေးဖို့ဓာရီပြီးတော့သူနဲ့တွဲပြီးတော့ကစားတာတွေသူ့ရဲ့ပြေးလမ်းတွေကိုထိုးတာတွေတောက်လျှောက်လုပ်နေမှာဒီကစားသမား team play ထဲကိုပါလာမှာဖွန်တိုင်းကစားသမားတွေလို့သူတို့စိတ်ကြိုက် draw လုပ်ချင်တဲ့အခါ draw လုပ်ပြီးတော့ဒီ search တဲ့နေရာနေ search လို့မရအောင်ဆိုတော့ဒီမှာဆိုရင် set school ကအချိန်တော်တော်များများမှာခြားကစားသမားတွေရဲ့ဒီဘောလုံးပေးဖို့ င်းကနေပြီးတော့လစ်လီရှုကခံရတာကိုတွေ့ရတယ်။ဆိုတော့ဒီ saturation ကကျွန်တော်တေချာပြန်ကြည့်မယ်ဆိုရင်ဒါ resonant violin ရဲ့ saturation နဲ့လည်းပြန်ပြီးတော့တူးလာနေရဗျာ။ဆိုတော့ resonant violin တုန်းကဆိုရင်လည်းဒီ saturation တွေရှိရတယ်။ဒါပေမဲ့ကျွန်တော်တို့အကုန်လုံးကတော့ထားပါဒီ saturation တွေကိုကျွန်တော်ရိမ့်မိခဲ့တာတောင်းပါပဲ။ဒီ resonant violin ရဲ့ character တော်တော်လေး down ဖြစ်နေတဲ့အတွက်ဒါ inio ကအပြောင်းလဲလုပ်တာကိုလည်းကျွန်တော်လက်ခံပြီးလို့ရတယ်။ဆိုတော့နောက်ပိုင်းကျရင် sesco လည်းဒါမျိုးအချိန်ရည်အတွက်တွေများလာတယ်ဆိုရင်သူလည်းဒီ character အရ down မလာဘူးလို့ကျွန်တော်မပြောနိုင်ဘူးဗျာ။ပြီးတော့ဒီကစားသမား floor အမျိုးလေးဖြစ်သွားနိုင်တယ်။ဆိုတော့ဒါက ကျတော့အမိုရင်းရဲ့ system နဲ့မဆိုင်ဘူးလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ဒီအမိုရင်းအနေနဲ့သူလှုပ်လို့ရတာတခုရှိတာကတော့ဒီကစားသမားတွေကိုချန်တဲ့ကစားသမားတွေကိုအချိန်တိုင်းဒီနီးပါးလောက်ဒီအခွင့်ရေးရရင်ရတယ်လို့ Sesco C ကိုဘောလုံးပေးဖို့ဘောလုံးပေးဖို့ရတယ်သူမှားကြလို့တော့ရတယ်ဗျာ။ဆိုတော့လက်ရှိအချိန်များကြီးအတင်းရဲ့ဒါ traditional 9 number 9ရိုးကစားသမားဒါ Sesco ကဘောလုံးမရတဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တွတ်သွေးမိတာတခုရှိရယ်။အဲ့တော့ဒီ Fauxan လက်ထက်မှာဆိုရင်ကျွန်တော်တို့က Robin Van Persie ကိုခေါ်ခဲ့တယ်။ဆိုတော့အဲ့ချိန်တော့ဆိုရင် Fauxan ပြောခဲ့တာတခုရှိရယ်ဗျာ။ဆိုတော့အဲ့ ာကသူက Ferguson ကဒီ Yunni တို့အတင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Bosco တို့ Gibb တို့နောက်ဆုံးပြားဒီ Michael Carrick Ferdinand စတဲ့ကစားသမားတွေထိပါခေါ်ပြီးတော့ဘောလုံးရတာနဲ့ဒီ Robin van Persie ကိုပဲဒီပေးဖို့ရပြောတယ်မပေးဘူးဆိုရင်ကျန်တဲ့ကစားသမားတွေလည်းပွဲထွက်ခွင့်မရအောင်ဆိုပြီးတော့သူတတိပေးခဲ့တယ်ဆိုတော့အဲအားနေပဲကျွန်တော်တို့ဒါ Premier League Flag ကန်ရောက်နိုင်တဲ့ဒီ Robin van Persie ရဲ့အားနဲ့ကျွန်တော်ရားခဲ့လိုက်တယ်ဆိုတော့အမှန်နဲ့ပြား Sesko က Robin van Persie လောက်တော့ experience မကျန်သေးဘူးဒါပေမဲ့ဒီ traditional နိုင်ငံကစားသမားတွေကကျွန်တော်ပြောသလိုပဲအတင်းရဲ့ကျန်တဲ့ကစားသမားတွေက team play တွေကိုဆွဲမခေါ်ဘူးဆိုရင်ဒီကစားသမားတွေ ရနောက်ပိုင်းကျရင် struggle ဖြစ်လာမှာပဲဆိုတော့ဒီဟာကကျတော့ system နဲ့လုံလုံကြီးတက်ဆိုင်နေရလို့တော့ကျွန်တော်ကမမြင်တော့ဘူးဆိုတော့ကျွန်တော်တို့ကဒီပွဲတစ်ပွဲမှာရုန်းကန်ရတဲ့အခါကျရင်ကျွန်တော်တခြားအသင်းတွေနဲ့နိုင်ရှင်ကြရပြဆိုတော့ United fan အများစုဆိုရင်လည်းအခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့အသင်းရဲ့ system နဲ့ဒါ Crystal Palace ရဲ့ system နဲ့သွားနိုင်ရှင်တာကြီးလောက်ကြရဲ formation ကအဓိက3421ကတူးနေရပါတော့ဒါပေမဲ့ Crystal Palace ကလုံးပြပြီးတော့ကျွန်တော်တို့အသင်းရဲ့အလုံးမဖြစ်တဲ့အခါကျတော့ဒီနီးပြားအပေါ်မှာပို့ပြီးတော့မြင်တတ်ကြရဲဒါပေမဲ့ကျွန်တော်ကကျတော့နီးပြားရဲ့ system တစ်ခုကောင်းဖို့ဆိုရင်ကစားသမားတွေရဲ့ character ပို့ပြီးတော့အရေးကြီးရဲ့လို့ကျွန်တော်ကမြင်နေ ဗျာဆိုတော့ Crystal Valley ကပြီးခဲ့တဲ့ Liverpool နဲ့ပွဲဆော့သွားတဲ့ပွဲဆိုရင်ဒါ United fan ညီကိုကြီးတော်တော်များများလည်းကြည်မှာပါဆိုတော့အဲ့ပွဲမှာဆိုရင်သူတို့ဒီ Mevlo ကနေပြီးတော့ဘောလုံးရတဲ့အချိန်တိုင်းမှာ Martita ကိုတည့်ပြီးတော့ဘောလုံးကစားရယ်ဗျာဆိုတော့ Sesko က Martita လောက်လည်း experience တော့မကျန်းသေးဘူးဒါပေမဲ့ Sesko ရဲ့ position ကလည်း Martita ထက်အများကြီးတားတဲ့အတွက် Sesko အနေနဲ့လည်းအဲ့လိုအခွင့်အရေးတွေရတဲ့တယ်လို့ထင်တယ်ဆိုတော့ဒါကကြောတော့ player တအူးချင်းနဲ့ဆိုင်သွားပြီ player တအူးချင်းရဲ့ decision making တွေသူတို့ရဲ့ဒီ progressive ball ပေးပို့နိုင်မှုတွေသူတို့ရဲ့ vision တွေအများကြီးနဲ့ဆိုင်သွားပြီဆိုတော့အဲ့လိုတွေမလုံနိုင်ဘူးဆိုရင်ဒီ Sesko က အမြဲတမ်းရုန်းကန်နေအောင်ပါပဲဒီ system ပြောင်းသွားလဲတော့ resonant wire လည်းအဲ့လိုပဲပြော Eridan ရဲ့လက်အောက်မှာလည်းသူရုန်းကန်ရတယ်လို့ Amorin ရဲ့လက်အောက်မှာရုန်းကန်ရတာက system ဆိုတာထက်ဒီကစားသမားတွေကဒီ number 9ရုပ်ကစားသမားတွေကိုအတင်းရဲ့ကစားကတ်ထဲမှာတွဲမခွန်နိုင်တာကြောင့်ပါတယ် ဆိုတော့ဗျာဒီကွန်ညာနဲ့အန်ဖုံမိုးကိုကြည့်မယ်ဆိုရင်ကျတော့ဒီကွန်ညာရောအန်ဖုံမိုးကသူတို့ရဲ့ row and position အရာကျတော့ team play ထဲမှာသူတို့ကိုယ်တိုင် draw လုပ်တာတွေသူတို့ကိုယ်တိုင် ball long ဆင်းယူတာတွေသူတို့ကိုယ်တိုင် carry လုပ်တာတွေလုပ်လို့ရရပြီမဲ့ sesco ကအဲ့လိုမဟုတ်တဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော် sesco အတွက်ပို့ပြီးတော့ worrying ဖြစ်မိရယ်ဆိုတော့ဗျာဒီ channel ကစားသမားတွေအနေနဲ့ဒီ sesco စီကိုလုံလောက်တဲ့ ball long ပေးဖို့တွေမလုပ်နိုင်ဘူးဆိုရင်ကျွန်တော်အတင်းက assistant ပြောင်းတော့လေကိုရဖို့ကတော့အများနဲ့ရုန်းကန်နေအောင်မယ်ဆိုတာကိုကျွန်တော်အဓိကပြောချင်တာဆိုတော့ကျွန်တော်အတင်းမှာရှိနေတဲ့ကစားသမားတွေရဲ့ character ကလည်းတော်တော်လေးညံ့တဲ့အထက်မှာပါတယ်လို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့ကျွန်တော် ော်ကဒီမိုရင်းရဲ့ system ကောင်းနေလို့လို့ပြောတာမဟုတ်ပြီမဲ့လေကစားသမားတွေရဲ့ character မကောင်းမဲ့နဲ့ဘယ်နီးပြရဲ့ system မှာကောင်းမလာနိုင်တာကိုကျွန်တော်လက်ခံထားတဲ့အတွက်ဗျာကစားသမားတွေ character down တာကိုတော့ကျွန်တော်တော်တော်လေးဒီဆေးပြတ်မိတဲ့အထက်မှာပါတယ်ဆိုညီကိုတွေလည်းဒီ tight set ဘိုင်းပါဗျာ sesco ဘောလုံးမရတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်တွေရှိတယ်ခုနကကျွန်တော်ပြောရတဲ့ဒီ attack က example တွေအရာဆိုရင်ရောတခြားကစားသမားတွေအပေါ်မှာရောဘယ်လိုအမြင်တွေရှိတယ်စာရတွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါဦးကျွန်တော်တို့ရဲ့ glory united youtube channel လေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေး ေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်